thank you မင်္ဂလာပါရှင်မန္တလေးခရစ်စ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် KNL ချင်းမုံမှုကြောင့်သေဘော်ဘူစကန်ကိုစစ်ကူလာတဲ့စစ်ကြောင်းတက်ပြက်ပြီးထိုင်းနိုင်ငံကိုထွက်ပြေးတဲ့စစ်တပ်မှဒုတိယတရင်မှုအပါအဝင်စစ်သား22ဦးထိုင်းစစ်တပ်ကဖမ်းမိထားတယ်ဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်သေဘော်ဘူစကန်ကိုစစ်ကူလာတဲ့အင်အား90ကျော်ပါစစ်ကောင်စီစစ်ကြောင်း KNL ပူးပေါင်းတပ်တွေရဲ့ချင်းမုံမှုတွေကြောင့်ထိုင်းဘက်ထွက်ပြေးသွားတဲ့စစ်တပ်ဒုတိယတရင်မှုအပါအဝင်စစ်သား22ဦးကိုထိုင်းစစ်တပ်ကဖမ်းမိထားတယ်လို့ KNL စီးရင်တင် င်းရင်းမြစ်တွေကပြောကြားခဲ့ပါတယ်။အဲဒီထိုင်းဘက်ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီစစ်ကြောင်းမှဒုတိယတရင်ဝန်အပါအဝင်နဆက်နယ်ဟုကိုထိုင်းစစ်တပ်ကဖမ်းမိထားတာဖြစ်တယ်လို့ KNL စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်သေးပေါ်ပိုးစစ်တပ်စခန်းကို KNL ပူးပေါင်းတပ်တွေကအပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့်မေလ29ရက်ကစတင်ပြီးစစ်ကူပေးဖို့အင်အား80ကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကို TGPA ဌာနချုပ်စုံစည်းမြိုင်နေရောက်ရှိနေစဉ်ကရန်နယ်မဟာမိတ်ပူပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မေလ28ရ 18ရက်နေ့မနက်ပိုင်းမှာတော့အဲဒီစစ်တပ်စစ်ကြောင်းကစစ်ကြောင်းတစ်ခုလုံးပြုတ်သွားပြီးအများပြားတိဆုံသွားသလိုစစ်သားတွေကိုအရှင်ဖမ်းဆီးရရှိထားကတချို့သောထိုင်းဘက်တွေထွက်ပြေးသွားတယ်လို့သိရပါတယ်။ထိုင်းစစ်တပ်ကဖမ်းမိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမြန်မာစစ်တပ်တံပြန်လွှဲပြီးမှလားမြန်မာဘက်ကိုပြန်နှိမ့်လို့မလားဆိုတာကိုတော့သိစားမသိရသေးဘူးလို့ KNL သတင်းရင်းမြစ်ကဆိုပါတယ်။လက်ရှိတေးပေါ်ပူရွာဒိတ်ရှိအကြမ်းဖက်စစ်ကောင်စီတေးပေါ်ပူစခန်းနေရာနဲ့ကာကင်းစခန်းနေရာတွေကို KNL မဟာမိတ်တပ်တွေကပိတ်ဆို့တိုက်ခိုက်နေပြီးအထိနာသွားတဲ့စစ်ကောင်စီကဒ DKB ဌာနချုပ်စုံစည်းမြိုင်ချင်းရွာကိုတိုက်လင်ရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စုံစည်းမြိုင်ရွာကအမျိုးသမီးတအုပ်တည်ဆုံသွားပြီးကလေးငယ်တအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီရဲ့ကနဲလေးစစ်စခန်းကို KNL ကညရင်းချင်းတိုက်ခိုက်သိမ်းပိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့တောင်ပိုင်းထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီရဲ့ကနဲလေးစခန်းကို KNL ပူးပေါင်းတပ်ကမနေ့ကညရင်းချင်းတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNL စီးရီးသတင်းအရင်းမြစ်ကပြောပါရယ်။အကြံဘက်စစ်ကောင်စီတပ်ရဲ့ကနဲလေးစစ်စခန်းကိုမေလ22ရက်နေ့ကနေကတိုက်ခိုက်နေတာဖြစ်ပြီးမေလ29ရက်နေ့ညပိုင်းမှာအပိသက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ကြောင်း KNL စီးရီးသတင်းအရင်းမြစ်ကပြောပါရယ်။ဒီကနေ့မနက်ပိုင်း TGPA ဌာနချုပ် ုစုံစည်းမြိုင်ကြေးရွာကိုရောက်ရှိလာတဲ့အင်အား82ဦးပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကိုအပိသက်ချေမုံတိုက်ခိုက်ပြီးရနောက်မနေ့ကညပိုင်းစစ်ကောင်စီတပ်ရဲ့ကနေလေးစခန်းကို KNL ပူးပေါင်းတပ်တွေကသိမ်းပိုက်ခဲ့တာပါ KNU ကမလအေဗီလာနဲ့အခုမေလအတွင်းထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီရဲ့ပူးလူတူခလဲတီတခေါပီခွီမော်ဖားသူစခန်းတာလဲစခန်းမင်းလာစခန်းမော်ဖိုးခီစစ်စခန်းနဲ့ဘလတ်တူစခန်းတွေကိုဇက်တိုင်းသိမ်းပိုက်ယူခဲ့ပြီးအခုနောက်ဆုံးမှာကနေလေးစခန်းကိုပါတိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်လက်ရှိကရင်ပြည်နယ်မှာ များဝီဖျားသုံးစုကော့ဂရိတ်ဂျုံတို့ဖာဖွန်တန်တောင်ဒေသတွေမှာအကြံဖတ်စစ်ကောင်စီတပ်နဲ့ KNL မဟာမိတ်တပ်တွေအကြားတိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိပါတယ်။ ဆက်လက်ပြီးမုံရမျိုးအနားမြောက်တိုင်းစစ်ဌာနချုပ်မှာပေါ်တာဆွဲဖန်ခံရပြီးစစ်မှုထမ်းအဖြစ်သွတ်သွင်းခံရတဲ့တပ်သားတင်နှစ်ဦးလက်နက်ခဲယမ်းနဲ့အတူအလင်းဝင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။သကိုင်းတိုင်းမုံရမျိုးအခြေဆိုင်အနားမြောက်တိုင်းစစ်ဌာနချုပ်မှာစစ်မှုရန်တပ်သားတင်နှစ်ဦးလက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာခဲ့ကြောင်းတော်လိုင်းရင်တင်အရင်မြင့်ဖြစ်တဲ့ဒုအရေးချန်နယ်အတွင်းရင်မူမတ်ရွှေကျူးကတင်ဌာနကိုပြောပါရယ်။မေလ29ရက်နေ့သကိုင်းတိုင်းမုံရမျိုးအခြေဆိုင်စစ်မှုရန်တပ်သားနှစ်ဦးကပြည်သူ့ကာကွယ်တပ်ဖွဲ့တွေထံအလင်းဝင်လို့ကြောင်းဆက်သွယ်လာတဲ့အတွက်နီးစပ်ရာပြည်သူ့ကာကွယ်တပ်ဖွဲ့တန်းဆက်သွယ် ွယ်ပေးခဲ့ရာ MA1 အမျိုးအစားတနက်နှလန်36ခွင်ပုံးနှလုံးနင်းမိုင်းနှလုံး9.56ဂျီအတောက်200လို့နဲ့တူရရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အလင်းဝင်နာကိုဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ခေါ်ထုတ်ပြီးဒါပေမဲ့လက်နက်ခဲယံတွေပါလာတော့စုငွေချင်းမြာမှာစုချင်းမြင့်နိုင်ဖို့လှူရှာနေတယ်။လက်ရှိတပ်ဖွဲ့အနေနဲ့ကတော့ချိတ်ဆက်ပေးထားတဲ့တပ်ဖွဲ့ကနေလိုအပ်တာကူညီပေးတယ်။ချိတ်ဆက်ပေးထားတဲ့အဖွဲ့ကလည်းရက်ကြီးပါကပါဆိုတော့ငွေကြီးအခက်ခဲရှိတယ်။သူတို့လုံလုံချုံချုံနဲ့အမြန်ဆုံးထွက်ရဖို့အမြန်ဆုံးလိုက်ချိတ်ပေးထားတာပါ။သူတို့ကတော့ ပကဖတွေကနေဆက်ပြီးတော်လိုင်းလုံမယ်လို့ပြောတယ်လို့ဒိုအေးချန်နဲ့အတွင်ရင်မှမရွှေချူကပြောပါရယ်အလင်းဝင်ရောက်လာခဲ့သူစစ်မှုရန်တပ်သားနှုတ်ကစစ်ကောင်စီတပ်မှပေါ်တာဆွဲဖမ်းဆီးကစစ်မှုရန်တပ်သားတဲ့အဖြစ်စုဆောင်းခံရတာဖြစ်ပြီးပေါ်တာဆွဲဖမ်းဆီးခံရစဉ်ကလေးကထွက်ပြေးဖို့ကြိုးစားခဲ့တော်လဲအောင်မြင်မှုမရှိခဲ့ကြောင်းဒါကြောင့်စစ်မှုရန်ပတ်စဉ်ရှစ်ကိုတက်ရောက်ခဲ့ရပြီးတင်းနန်းဆင်းခဲ့ရပြီးနောက်မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုပို့ဆောင်ခံခဲ့ရပြီးအလင်းဝင်ရောက်ချိန်ထိစစ်တပ်အတွင်း၅လကျော်တာဝန်ထမ်းဆောင်ပေးခဲ့ကြောင်းသိရပါရယ် နောက်ထပ်တပုံးအနေနဲ့တပြည်လုံးအတိုင်းအတာနဲ့ထိုးစစ်များဆင်နွှဲကြရမယ့်အခြေအနေကြောင့်တိုက်ပွဲအရှင်ဟုန်မြင့်လာမယ်လို့ဦးမင်းကိုနိုင်ပြောဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်စီကိုတပြည်လုံးအတိုင်းအတာနဲ့ထိုးစစ်များဆင်နွှဲကြရမယ့်အခြေအနေတွေကြောင့်တိုက်ပွဲအရှင်ဟုန်မြင့်လာမယ်လို့ဦးမင်းကိုနိုင်ကပြောပါရယ်။အဆိုပါပြောကြားချက်ကမေလ29ရက်နေ့ကမြန်မာနိုင်ငံမှာဘေးကင်းနဲ့ကျန်းမာရေးဆောင်ရှားမှုရရှိဖို့အတွက်ဘေးကင်းနဲ့စိတ်ယုံများတည်ဆောက်နိုင်ဖို့ပါဝင်ကူညီလှူဒါန်းကြဖို့ဖိတ်ခေါ်မှုမှာဦးမင်းကိုနိုင်ကပြောဆိုခဲ့တာပါ။ကျွန်တော်တို့တပြည်လုံးအတိုင်းအတာအနေနဲ့ထိုးစစ်တွေဆင်နွှဲကြမယ့်အခြေအနေမျိုးမှာ ်မှာဒီတိုက်ပွဲရဲ့အရှိဟုံမြင့်နေတဲ့အချိန်မှာလိုအပ်ချက်ကအားလုံးသိမှာပါ။ဖက်စစ်တပ်ကဖက်စစ်အပြုမူတိုင်းရိုင်းရိုင်းဆိုင်ဆိုင်စေယုံတွေစေကန်းတွေစတင်ချောင်းတွေအရက်ဖက်ပြတ်မှတ်တွေကိုတဲတဲမဲမဲလေချောင်းနဲ့တိုက်ခတ်နေတဲ့အခြေအနေမျိုးမှာကျွန်တော်တို့တိုက်ပွဲဝင်မဲ့ရဲဘော်တွေအပါအဝင်ပြည်သူလူထုရောအဲ့ဒီကျမ်းမာရင်အပြင်တကယ်တိုက်ပွဲတွေမှာဖြစ်လာရင်ကျွန်တော်တို့ကိုယ်တိုင်တွေ့ကြုံခဲ့ရတာပေါ့ဒါကအများကြီးပဲကြုံခဲ့ရတာပေါ့စေကုပေးမဲ့နေရ အရောက်တည်ကြတဲ့အခါမှာအခက်အခဲတွေဖြစ်ကြံကြံခဲ့ရင်မဖြစ်တဲ့နိုင်ရီမဖြစ်တာမဆုံးရှုံးတဲ့နိုင်ရီဆုံးရှုံးခဲ့ရပါတယ်လို့ဆိုပါတယ်။လက်ရှိအချိန်မြေပြင်မှာလည်းတော်လိုင်းရဲပေါ်တချို့စေကူတာဖို့အချိန်မီရောက်ရှိလာခြင်းမရှိတာကြောင့်ရွေးရှားစေကန်းတွေလိုအပ်နေပြီးစိတ်ချလုံးကျုံတဲ့စေကန်းများနဲ့စေယုံမျိုးဖြစ်ဖို့လိုအပ်ကြောင်းဗန္နာကြီးလိုအပ်ချက်တွေရှိနေလို့ပြည်သူများကူဖို့လိုအပ်နေပြီးမြေပြင်မှာစေကူတာပေးနိုင်တဲ့လူသားအရင်းမြစ်များစွာရှိနေကြောင်းသိရပါတယ်။ကျမ်းမာရေးဘက်ကလာတဲ့စီဒီအန်တွေရောလေးချစ်တင်ကြားပေးရတာမျိုးရှိတယ်။နောက်ပြီးတော့ကရိယာတွေဆိုရင်လည်းမရှိရှိတာနဲ့မဖြစ်ဖြစ်အောင်လုပ်နိုင်ကြတယ် တယ်လူနေတာကစိတ်ချလုံးကျုံတဲ့ဝင်းစင်ကိုဖန်တီးပေးဖို့ပါပဲအဲ့ဒီအတွက်ကြောင့်လေချောင်းတန်ကိုပါခံနိုင်တဲ့စင်းရုံစေကမ်းမျိုးတွေလူပီပေါ်လို့ဦးမင်းကိုနိုင်ကဆက်လက်ပြောဆိုပါတယ်တော်လိုင်းကြီးကပြည်သူလူထုရဲ့အားနဲ့တွားနေရတာကြောင့်ပြည်သူလူထုများအနေနဲ့အားဆိုင်ကြဖို့လိုအပ်နေပြီးမြေပြင်မှာရှိနေတဲ့ရဲဘော်များအလုံးကိုစားတကယ်တိုက်ပွဲဝင်နေတဲ့သူတွေအလုံးကလိုအပ်ချက်ဖြစ်တဲ့ဒီချက်ကိုပြည်သူလူထုကိုတောင်းခံရခြင်းဖြစ်ကြောင်းပြည်သူလူထုကဝိုင်းဝန်းပြီးအားဆိုင်ပေးကြဖို့နဲ့မြစ်တာရက်ခံပြီးနောက်ဆုံးတိုက်ပွဲများမှာအောင်ပွဲများအမြန်ဆုံးယူနိုင်ကပြည်သူရ င်권အလုံးပြန်နိုင်ကြစေဖို့ပြောဆိုခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ ဆက်လက်ပြီးတနင်္ဂနွေလုံးမြောက်ရေး KYA နဲ့ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်မယ်လို့ TNL ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်လုံးမြောက်ရေးတပ်မတော် KYA နဲ့နေမြေဆိုင်ရာပြဿနာတွေကြောင့်မြေပြင်တပ်ဖွဲ့ဝင်တွေကမကြာခဏထိတွေ့ပဋိပက္ခတွေရှိတော့လေမြန်မာတနင်္ဂနွေလုံးလုံးမြောက်ဖို့အတွက် KYA နဲ့ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့တောင်းတက် TNL ကပြောပါတယ်။မေလ28ရက်နေ့က TNL တွဲဖက်အထွေထွေအတွင်းရေးမှူးဗိုလ်မှူးကြီးတာပန်လာနဲ့သတင်းမီဒီယာတွေတွေ့ဆုံချိန် KYA နဲ့ဆက်ဆံရေးကိုမေးမြန်းရာမှာဗိုလ်မှူးကြီးတာပန်လာကအဲ့ဒီလိုထုတ်ပြန်ပြောကြားခဲ့တာပါ။ မဟာမိတ် KI ကိုလည်းကျွန်တော်တို့တောက်လျှောက်ဖြည့်ရှင်းမှုတွေရှိပါတယ်ပုံမှန်တွေ့ဆုံမှုတွေလည်းရှိရပြီးတော့အခြေခံထားတဲ့မဟာမိတ်စာချုပ်တွေလည်း၃ခုလောက်ရှိပါတယ်အဲ့ဒီမှာတော်တော်လေးပြည့်စုံလာပါတယ်ဒါက2023မေလလောက်မှာရှိခဲ့တာပေါ့နော်2024-25မှာဖြစ်ပေါ်လာခဲ့တဲ့ဒီပုတ်တိုက်မှုတွေပေါ်မှာဘယ်လိုမျိုးဆက်လက်ပြီးမှလက်တွဲမလဲဘယ်လိုမျိုးဆက်လက်ပြီးမှတနိုင်ငံလုံးဒေါ်လာရေးတွေကိုပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ဟာမှာကျွန်တော်တို့အများကြီးပူးပေါင်းဆောင်ရွက်ရပါမယ်ကျွန်တော်တို့ဒေတာတခုတည်းပဲလွတ်မြောက်နေလို့မရပါဘူးမဟာမိတ်ဒေတာတွေလည်းလွတ်မြောက်ဖို့လိုအပ်ပါတယ်ထို့နည်းတူဆိုရပါပဲတနိုင်ငံလုံး ်းမှာရှိတဲ့လူတို့တွေရဲ့လူမြတ်မှုတွေလိုအပ်ပါတယ်။ ဒါမှသာရင်ကျွန်တော်တို့တွေရဲ့လွတ်မြောက်မှုအာမခံချက်ရရှိမှာဖြစ်ပါတယ်မဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့တွေတွင်ရတဲ့လွတ်မြောက်မှုကခဏတာပဲဖြစ်လိမ့်မယ်လို့ပြောပါတယ်။ခရိုင်ဝင်တဲ့ DNA လေးတို့ကြာဖို့တိုက်မှုဖြစ်ပွားလာရခြင်းကအာနာသိမ်းမှုရဲ့အဆက်ကြောင့်နိုင်ငံကြီးရှင်ကျင်းမှုပြတ်သုံးခြင်းနဲ့ပြောင်းဆုံးသွားခြင်းတို့ဖြစ်ကြောင်းကနေဖြစ်ပွားလာရခြင်းဖြစ်တယ်လို့ဗိုလ်မှူးကြီးတာဗန်လာကပြောပါတယ်။လူမျိုးတွေလွတ်မြောက်မှုမှသည်ဒေသလွတ်မြောက်ရေးဒေသလွတ်မြောက်မှုမှသည်တိုင်းနိုင်ငံသုံးလွတ်မြောက်ရေးဥတည်ပြီးမှစ조사လုပ်နေရတာမျိုးဖြစ်တယ်။ဒါပေမဲ့အာနာသိမ်းမှုအဆက်ဆက်ကြောင့်နိုင်ငံကြီးရှင်ကျင်းမှုတွေကပြတ်သုံးသွားတယ်ပြော ောက်သုံးသွားတဲ့အခက်အခဲတွေအဆင်မပြေမှုတွေဖြစ်လာတယ်ဖြစ်လာပြီးဆိုရင်တွေးဆောင်ရမယ့်နေရာဖြည့်ရှင်းရမယ့် platform ရှိမနေတဲ့အတွက်ပြဿနာတွေကကြီးထွားပြီးကြီးထွားလာတယ်ပြဿနာတွေတဆင့်ပြီးမှဖြည့်ရှင်းရတာနည်းနည်းခက်ခဲသွားတဲ့ပုံစံမျိုးတွေဖြစ်နေရလို့ပြောပါတယ် KI Wood DNL ဒေတာများလွမြောက်မှုမှာဒီတနိုင်ငံလုံးလွမြောက်ရေးအတွက်ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာကိုဆွေးနွေးအပြေရှာနေကြကြောင်းဗိုလ်မှူးကြီးတာပန်လာကပြောပါတယ်တနိုင်ငံလုံးနှစ်ဖက်ဒေတာစလုံးလွမြောက်ရမယ်ဒါမှသာလင်ဒီလွမြောက်မှုကအာမခံချက်ရှိမှာပါနောက်နောက်ဒါမျိုးပြဿနာတွေဖြစ်တော့ ုပ်ပေါ့လေ KI ကအခု agenda နှစ်ခုရရှိထားတယ်တခုကလောလောဆယ်ဖြစ်ပွားနေတဲ့မြေပြင်ပြဿနာတွေကိုဆက်လက်ပြီးတော့မှမဖြစ်ပွားအောင်ဆက်လက်ပြီးတော့မှမကြီးထွားအောင်ဘယ်လိုမျိုးညှိနှိုင်းကြမလဲဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်မလဲဆိုတာမျိုးကိုဆွေးနွေးရမှာဖြစ်တယ်လို့ကျွန်တော်တို့အနာဂတ်မှာဆိုရင်တနိုင်ငံလုံးလွတ်မြောက်အောင်နှစ်ဖက်တည်သားမှရှိရဲ့လူထုရောနေမျိုးတွေရောလွတ်မြောက်လာအောင်ကျွန်တော်တို့နှစ်ဖွဲ့အနေနဲ့မဟာမိတ်နှစ်ဖွဲ့အနေနဲ့ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်မလဲအမြန်ဆုံးအာဏာရှင်စနစ်အောက်ကလွတ်မြောက်အောင်လုပ်ရမလဲဆိုတာမျိုးဥတီထားပြီးတော့မှဆွေးနွေးရမှာဖြစ်တယ်လို့ပြောပါတယ် ရွှေလင်းမြင့်အနောက်ဘက်ဒေသတွေအပါအဝင်ရှမ်းကချင်နယ်စပ်ဒေသနဲ့တောင်ဒေသတို့မှာ KIO KIA တပ်ဖွဲ့ဝင်တွေနဲ့ PSLF TNL တပ်ဖွဲ့တွေကအမြေပြင်ထိတွေ့မှုတွေမကြာခဏဖြစ်ပွားနေတာဖြစ်ပါတယ်။မူဆေ105မိုင်အနီးတီးမာရွှေလောက်ကမှာလည်း နေမြေပိုင်ဆိုင်မှုဆိုင်ရာနဲ့အခွန်ကောက်ခံမှုကိစ္စရပ်တွေကြောင့် KYA နဲ့ DNA လေးတို့မြေပြင်စည်ရေးတင်းမာမှုတွေ2023ခုနှစ်ကဖြစ်ပွားခဲ့ကြပါတယ်။မန်တုံမြို့နယ်နဲ့ကုတ်ခိုင်မြို့နယ်တို့အတွင်းနေမြေစိုးမိုးကိစ္စနဲ့ပတ်သက်ပြီးလည်း DNA လေးနဲ့ KYA တို့ကြားအောက်ခြေတပ်ဖွဲ့ဝင်တွေကြားမှာမကြခဏအငင်းပွားမှုတွေရှိနေကြပါတယ်။ဒါအပြင်မုံကိုနန်းမုံနန်းဖက်ကနန်းခမ်းနဲ့မုံဝီးဒေသတို့မှာလည်း KYA နဲ့ DNA လေးတို့ကြားနေမြေပိုင်ဆိုင်မှုအငင်းပွားပြဿနာတွေနဲ့နှစ်ဖက်ပေါ်တိုက်မှုတွေရှိနေကြခြင်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း KYA နဲ့ DNL ထိန်းချုပ်တဲ့နှစ်ဖက်စလုံးဒေသတွေမှာကချင်လူမျိုးများရှမ်းလူမျိုးများနဲ့တောင်ပလောင်လူမျိုးတို့ကရောနှောနေထိုင်ကြတာဖြစ်ပါတယ်။ဒါကြောင့် KYA နဲ့ DNL တို့ကနေမြေဆိုင်ရာအငင်းပွားမှုပြဿနာတွေကိုတွေးဆဆွေးနွေးရင်းဖြင့်ဖြေရှင်းဆောင်ရွက်ကြောင်းနဲ့သဘောတူစာချုပ်တွေနဲ့လည်းဖြေရှင်းဆောင်ရွက်နေကြကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။